ဒီမဲချိုးမှာညီလေးနဲ့အမှတ်တရတစ်ခုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီအဲတရေကားလည်းဖြစ်တယ်ရေကန်လည်းဆင်းရမယ့်အခန်းမှာမဲချိုးအခန်းမှာကျွန်တော်၅ယောက်စလုံးပါတယ်အဲ့ကြမှာသူကအဆုံပါတာအမှန်တကယ်တော့ကျွန်တော်ကအဲကျွန်တော်ဖိုးစိန်ပေါ့နော်အဲမဲချိုးတွေကကာရီတာပြန်ပြောရင်ဖိုးစိန်ရေကျွန်တော်ဝင်းရှိန်လုံးနဲ့ပဲတွေ့ရတာထွန်းအဲထူးရိုးနဲ့ကြတော့ကိုစောမင်းရာတို့ကတို့ကညီကိုနှစ်ယောက်တတွဲဆိုကျွန်တော်တို့ကမစုံပြည့်ဘူးအဲ့နောက်ဆုံးတစ်ချိန်ပဲကျွန်တော်တို့ကစုံပြီးတော့ဟိုရေထဲဆင်းရတဲ့ဆင်းပေါ့နော်အဲ့မှာကျမစင်းခင်မှာအရန်အေးတဲ့အခါကျတော့ သူကတောက်လျှောက်ဘေးနာဟာသားတွေပြောတာဟာသားတွေပြောတယ်ပြီးလည်းပြီးတော့ဒီ make up make up ဆရာတို့ဆရာနေပြီးတော့အခေါက်စိုးယောက်တွေယူလာကျွန်တော်ကိုကြွေးတယ်အနှစ်ယောက်စားကြခွီရနေလေအရင်ကြီးကတော့မျက်နှာကြီးကညီရဲပြီးတော့လေအေးထားတော့တည့်ရမှာလုံးဝပျောက်သွားတယ်အဲ့ဒါလေးကတော့တော်ဟိုပါတော်တော်လေးအမှတ်တရပေါ့နောက်ထပ်လည်းထပ်ပြီးတော့လဲဒါဟိုဟိုကြုံလို့လဲဟိုမရတော့ဘူးပေါ့လေအဲသူ့အမားတွေလည်းသူပြန်ပြင်ဆင်ခွင့်မရှိတော့ဘူးပေါ့လေအဲ့လိုဆိုတော့အဲညီလေးကတော့နောက်ဘဝတွေမှာ ဒါလူပြန်ဖြစ်ခဲ့လို့ရှိရင်ဒါအသက်ရှည်ကျန်းမာစွာနဲ့ဒါဟိုသိရမလားဖုံးဖုံးကံမြင့်မြင့်နဲ့ဒါဟိုရှိစေခြင်း ਨੇ အဲ့ဒါလေးတော့ကျွန်တော်ဟိုဆူတောင်းပါလေဟဲ့အေးဟိုဂျာကျွန်တော်တို့ ਨੇ အတူတူတွဲပြီးတော့တွဲသေးဥဆောင်ရတဲ့ဒါအဲညီညီလေးပေါ့နော်ကျွန်တော်ထပ်တော့တနစ်ကြော်လောက်တော့ငယ်တယ်ဒါကျွန်တော်ညီလေးပေါ့အခုထိလည်းပြန်တွေးချင်းသူဆုံးသွားတယ်ဆိုတာမယုံနိုင်သေးဘူးဘာကြောင့်လဲဆိုတော့ အမြဲတမ်းပေါ့နော်သူ့အကြောင်းလေးတွေတွေးလိုက်လို့ရှိရင်သူ့ရဲ့ရည်ရတဲ့ဟာတာလေးတွေအနာထဲမှာပြန်ပြန်ပြီးကြားရောင်နေမိရဗျာဒါကတော့ဟိုသူ့ကိုတကယ်ပို့ပြီးတော့ချစ်ပြီးအားပေးရသူဆိုပူဖြစ်မယ်ကျွန်တော်လည်းချက်တော့ဒါမန်တန်းပြောရရင်ဒါမဲချိုမှာပဲဒါစုံပြစ်ဘူးဗျာဒါပေမဲ့ရှေ့ရှေ့မှာလည်းဒါကက်စတင်တို့အဲကျွန်တော်တို့အတန်အသွင်းနဲ့ဓာတ်ပင်နေမှာသူကဝင်ဝင်တော့စတယ်ဗျာတဲ့သူကကိုမခေါ်ရင်တော့သူကလက်လိုက်ခေါ်တာအဲ့အဲ့2ရဲ့ဟိုအကောင်းနဲ့ဟိုတစ်ချက်ကပေါ့နော်အဲလူရှိလူခင်ပေါ်တယ်အခုလည်းသူလုံးဝကွယ်လွန်သွားသည့် တိုင်အောင်တော့မသူ့ရဲ့နာရီမှတော့ဒါသူ့ရဲ့ပြိသက်တွေနဲ့ပဲပြည်လိုက်ရအမှန်တကယ်အဲ့ဒီမှလည်းကျွန်တော်ရှိတယ်ဒါပေမဲ့သူ့ရဲ့မျက်နှာတော့မှကျွန်တော်နောက်ဆုံးမမြင်လိုက်ရဘာလို့ဆိုပြိသက်တွေကအရင်များလုံးအာကြီးကိုပြိသက်တွေတော့ကျွန်တော်တခါညက်ဘယ်လိုပြောဒေါသတောင်ထွက်မိတယ်ဘာလို့ဆိုကိုကိုကိုတိုင်ဒါကိုညီလေးရဲ့နောက်ဆုံးမျက်နှာတွေကိုလုံးဝလုံးဝမမြင်လိုက်ရအောင်ဗျာပြိသက်တွေကအဲ့လောက်ထိတောင်မှသိရမှာအရင်အရင်အားပေးကြလို့ပေါ့အဲ့အရင်အရင်ဒေါသတောင်ဖြစ်ရဗျာပြိသက်တွေအဲ့လောက်တောင်များလားကိုညီလေးမျက်နှာကိုနောက်ဆုံးလေးဓာတ်ပုံလေးတောင်သိရမလားဟို ဟိုရိုက်ခွင့်တော့မကြုံနိုင်ဘူးပေါ့လေဒီမဲချိုးမှာညီလေးနဲ့အမှတ်တရတစ်ခုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကအဲ့ဒီအဲတရေကားလည်းဖြစ်တယ်ရေကန်လည်းဆင်းရမယ့်အခန်းမှာမဲချိုးအခန်းမှာကျွန်တော်၅ရောက်စလုံးပါတယ်အဲ့ကြမှာသူကအဆုံပါတာအမှန်တကယ်တော့ကျွန်တော်ကအဲကျွန်တော်ဖိုးစိန်ပေါ့နော်အမေရှိုးတွေကကာရီတာပြန်ပြောရင်ဖိုးစိန်ရေကျွန်တော်ဝင်းရှိန်တို့နဲ့ပဲတွေးရတာထွန်အထူးရိုးနဲ့ကြတော့ကိုစောမင်းရာတို့ကတို့ကညီကိုနှစ်ယောက်တတွဲဆိုကျွန်တော်တို့နဲ့မစုံပြည့်ဘူးအဲနောက်ဆုံးတစ်ချိန်ပဲကျွန်တော်တို့ကစုံပြီးတော့ ဟိုရေထဲဆင်းရတဲ့ဆင်းပေါ့နော်အဲ့မှာကျတော့မဆင်းခင်မှာအရန်အေးတဲ့ခါကျတော့သူကတောက်လျှောက်ဘေးနာဟာသားတွေပြောတာဟာသားတွေပြောတယ်ပြီးလည်းပြီးတော့ဒီ make up make up ဆရာတို့ဆရာနေပြီးတော့အခေါက်စိုးကြောက်တွေယူလာကျွန်တော်ကိုကြွေးတယ်အနှစ်ယောက်စားကြခွီကြနေလေအရန်ရီကတော့မျက်နှာကြီးကညီရဲပြီးတော့လေအေးထားတော့တိရမှာလုံးဝပျောက်သွားတယ်အဲ့ဒါလေးကတော့တော်ဟိုပါတော်တော်လေးအမှတ်တရပေါ့နောက်ထပ်လည်းထပ်ပြီးတော့လဲဒါဟိုဟိုကြုံလို့လဲဟိုမရတော့ဘူးပေါ့လေအဲအိုင်းဒီကဒီ ဟိုကိုကြီးပဲဖုန်းဆက်တာကိုကိုကိုအောင်ဆက်နိုင်ရဖုန်းဆက်တယ်အဲမင်းတငယ်ချင်းဆုံးသွားပြီဆိုဆိုတော့ဟဲ့ဘသူလဲဗောဟာထူးလေဆိုတော့ဟာဟုတ်ပါမလားဗောကိုကမယုံသေးခဏလေးကိုကြီးလို့ဟိုဟိုမသေးချာသေးရဖြစ်မယ်လို့ညီလေးတေချာကိုမေးကြည့်လိုက်အောင်မယ်ဆိုပြီး Facebook ဖွင့်လိုက်တော့သူ့သတင်းတွေတောက်လျှောက်တက်လာတရားမို့နှစ်ယောက်မို့သူ့အကောင့်ဝင်ကြည့်ရောလေသူ့အကောင့်မှာလုံးဝဟိုအမဲ profile နဲ့တင်လာရဆိုတော့ဟာတကယ်ကြီးလားဗောအဲ့နဲ့ကျွန်တော်အတိမြန်မာလေးအင်ကြီးပြူလို့ကျွန်တော်လှမ်းမေးကြည့်ဟုတ်တယ်ကိုကြီးဒီလိုဒီလိုပဲဆိုတော့ ဟာတကယ်စိတ်မကောင်းဖြစ်သွားဘလို့များဖြစ်ရလဲပေါ့သူတို့လည်းအစားတော့ဒါတိမ်မလားရှင်မလားလဲတိတ်တိတ်မသေးကြသေးဘူးလေဟိုကယ်လို့ရမယ့်အခြေအနေလားမသိဘူးရှိသေးတဲ့အခါကျတော့တရင်ကိုနည်းနည်းဖုံးထားသေးတယ်နောက်ဆုံးလုံးဝကွယ်လွန်သွားတော့မှဒါယူတည့်ရမှာတရားဝင်ချပြလိုက်တာဆိုတော့ဘလို့မှမယုံတာဘူးပေါ့လေအဲ့ဒီကဆိုနူနူချင်းဖုန်းဆက်တယ်ဘာလို့လဲပေါ့ဒီကိုကလည်းတခြားဖုန်းနံပါတ်စနဲ့ဆက်တာဆိုကျွန်တော်ဈေးဝယ်သူထင်လို့ပြီးလည်းပြီးတော့ကိုကြီးဖြစ်နေတယ်ပြီးတော့ ထူးလဲဆုံးသွားပြီဆိုတော့တော်တော်လေးတော့စိတ်မကောင်းဖြစ်တယ်ပေါ့ဒါတော့တခြားမီဒီယာတွေတော့အများကြီးလာမေးမယ်ပြောစီအဲအကုန်ငင်းလာတာဘာလို့ဆိုဟိုစိတ်မကောင်းတော့ဘာဘာပြောလို့ဘာမှအောင်မပြောချင်တာပေါ့ဗျအခုမှသာနည်းနည်းလေးဟိုကြာသွားတဲ့အချိန်မှာဒီအကြောင်းလေးတွေပြန်ပြီးတော့ဟိုအမှတ်တရအနေနဲ့ညီလေးတို့ကဒါစိတ်မကောင်းတဲ့အရာလေးတခုကိုကျွန်တော်ပြောပြပေးတာဟုတ်အေးမော်ဒီကိစ္စကတော့စရတယ်နောက်တယ်တော့ဟိုမထင်ဘူးပေါ့နော်သူကတော့ဒီလိုမျိုးကိစ္စရင်းနေတော့ဟိုစတော့စခဲပါတယ်ဟိုစမှလည်းမဟုတ်တော့ဘူးပေါ့နော်အဲ့လိုဆိုတော့ ဟိုကြားတဲ့ခါမှာတော့ဒီလို short ဖြစ်တယ်နောက်တော့တေချာစုံကမ်းကြီးရောလဲတကယ်ဟိုဖြစ်နေရပါဘောเนาะအဲ့လိုဆိုတော့ပြီးတော့ကိုကတော့အရင်ထဲထဲဝင်ဝင်မခင်ခဲ့ပေမဲ့ကိုနဲ့ကြုံရတဲ့ဒီအခိုက်အတန့်တစ်ခုလေးမှာ အရန်ဟိုရင်မရှင်းနှီးခဲ့တယ်ပြီးတော့အဲ့ဒီပင်တရမှာရိုက်တဲ့ခါရယ်ဆိုလို့ရှိရင်ညီလေးကအများကြီးကူညီပေးသူတငယ်ချင်းနဲ့သူချစ်တယ်ကျွန်တော်တို့ထက်စားလို့ရှိရင်ကျွန်တော်တို့ကြတော့ဒါစီနီယာအကူညီကိုပုံစံမျိုးဖြစ်တာသူရဲ့ဒီဝေယံထက်တော့ပါဘူးဆိုသူတို့အမြဲတမ်းသူရှူတင်မပိုင်တော့မှအဝေးကြီးပဲပင်တရထဲမှာရိုက်တာတော့မှအဝေးကြီးကိုသူကားနဲ့လာခေါ်ပေးတယ်သူတို့ကတူတူတော်တော်တင်းမော့သူကကောင်းတယ်ဗျအဲ့မှာကျွန်တော်ကလည်းကားမပါလာတဲ့ခါကျတော့သူတို့ရှူတင်ကားနဲ့အသွားပြန်လောက်ရတယ်ရှူတင်ကားကြာတဲ့ခါကျတော့ဒီညီလေးကားနဲ့ပဲအမြဲတမ်းအသွားပြန်အဲ့လိုလောက်ဖြစ်တယ်ညီလေးကလည်းခေါ်တယ်လေ အဲ့လိုဆိုတော့အဲတကယ်လဲစိတ်ရင်းကောင်းပါတယ်စိတ်ရင်းကောင်းတဲ့ညီလေးတယောက်ဆုံးရှုံးရတယ်ဆိုတော့တော်တော်လေးစိတ်မကောင်းဖြစ်တယ်ပေါ့နော်အေးမော်အခုကတော့ဒါဟိုဘယ်လိုပြောရမလဲရှင်တန်နေရတော့ဒါတော်တော်လေးတန်ဖိုးရှိတာပေါ့နော်တေသွားတဲ့ခါကျတော့ तू ဘာမှဆက်ပြီးစူးစမ်းလို့မရတော့ဘူးအဲ तू အမားတွေလည်း तू ပြန်ပြင်ဆင်ဝင့်မရှိတော့ဘူးပေါ့လေအဲ့လိုဆိုတော့အဲညီလေးတော့နောက်ဘဝတွေမှာဒါလူပြန်ဖြစ်ခဲ့လို့ရှိရင်ဒါအသက်ရှည်ကျန်းမာစွာနဲ့ ဒါဟိုသိရမလားဖုံဖုံးကမြင်းမြင်းနဲ့ဒါဟိုရှိစေခြင်းနဲ့အဲ့ဒါလေးတော့ကျွန်တော်ဟိုဆူတောင်းပါတယ်